အားလုံးပဲမင်္ဂလာပါပုံညကလေးရနေပါနော်အားလုံးကိုဟိုတနေ့ကဆရာမ post တင်ထားတယ်လို့ပဲပေါ့နော်ဘဝမှာជីវတ်ချမ်းသာဖို့အတွက်ပေါ့နော်ဗုဒ္ဓဘာသာဝင်နေဘယ်လိုမျိုးလှုပ်ဆောင်လို့ရသလဲဆိုတဲ့နေလန်းကိုဒီနေ့ပြောပြသွားပေးမှာဖြစ်ပါတယ်နော်အဲအဓိကတော့လူတိုင်းရတော့ဗုဒ္ဓဘာသာဆိုလို့ရှိရင်ဖျားရှိခိုးတယ်ကုသကောင်းမှုတွေလုပ်တယ်ဒီလာတွေယူတယ်လူတန်းတွေပေးဝေးတယ်စသဖြင့်ပေါ့အများကြီးလုပ်ကြတယ်ဒါပေမဲ့လူတယောက်တကယ်ជីវတ်ချမ်းသာဖို့ပေါ့နော်ကံအရန်စိုးနေတဲ့အချိန်ကနေပြီးတော့မှ တကယ်ပြောင်းလဲသွားနိုင်လို့အနေထားတစ်ခုကိုပေါ့နော်အဲ့လိုမျိုးလှုပ်လို့ရတာလားဆိုရတယ်ရုံရုံကြီးကြီးလှုပ်ဖို့တော့လိုအပ်တယ်နံပါတ်1အရေးကြီးတာပြောရမယ်ဆိုလို့ရှိရင်တနေ့ကိုအနည်းဆုံးနိုင်ဝက်45မိနစ်နဲ့ဖျားနဲ့ထိတွေ့တဲ့အချိန်ရှိရမယ်အဲ့ဒါဒီအနည်းဆုံး2နှစ်ပတ်ဝန်းကျင်ရှိရမယ်ပေါ့နော်နှစ်နှစ်နဲ့အထက်ဖြစ်ရမယ်ဥပမာတီလာသမာတိဖြည့်ကျင့်ပြီးထားတဲ့သူဆိုလို့ရှိရင်တော့အချိန်ကာလကနှစ်နှစ်လောက်နဲ့ရနိုင်ပြီမြဲ အကယ်၍သီလသမာဓိမရှိတဲ့သူဆိုလို့ရှိရင်တော့အချိန်ကာလ9နှစ်လောက်လည်းဖြစ်ချင်းဖြစ်သွားနိုင်တယ်ပေါ့နော်။ဒါပေမဲ့နေ့စဉ်နေ့တိုင်းနိုင်ဝက်45မိနစ်ဖျားနဲ့ထိတွေ့တဲ့အချိန်ရှိရမယ်။ပြောချင်တာကအဲ့ဒီလိုဖျားနဲ့ထိတွေ့တဲ့အချိန်မှာဆိုလို့ရှိရင်ကိုဒီဖျားစာရွတ်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်ပတိစိတ်တာပဲဖြစ်ဖြစ်တခုခုပါပဲဖြစ်ဖြစ်လုံလို့ရတယ်ပေါ့နော်။ဥပမာနားလဲအောင်ပြောမယ်ဆိုရင်ပထန်းရွတ်တယ်ပဲထား။ပထန်းရွတ်ရင်တချို့ဆိုနိုင်ဝက်လောက်ကြတယ်။ အဲတချို့လည်းနည်းနည်းမြန်နေသူဆိုရင်တော့မိနစ်20လောက်နဲ့ပြီးတယ်ပေါ့နော်အဲ့လိုမျိုးပထန်းကိုနေ့စဉ်နေ့စဉ်နေ့စဉ်ပေါ့နော်ရွတ်သွားမယ်နှစ်နှစ်ကြာတဲ့အခါမှာတိလသမားလေးရှိတဲ့သူဆိုလို့ရှိရင်သူမပိုင်ဆိုင်ရတည်တယ်ပေါ့နော်အိုးအိမ်ကြီးကားတွေစတဲ့ဖြစ်အဲ့လိုမျိုးပိုင်ဆိုင်ရလိမ့်မယ်သူကဒါဟိုယုံကြည်ချက်နဲ့ပြောတာမဟုတ်တော့အပြင်မှာလက်တွေ့မှာဆရာမအများကြီးဟို လူတွေရဲ့အဖြစ်အပျက်တွေကိုဆရာမလေ့လာပြီးတော့မှဒီကိစ္စကိုပြောတာကိုကပဋ္ဌာန်းရွတ်တာဝါသနာမှာပါအောင်ဆိုလဲရတယ်ဒါပဋ္ဌာန်းရွတ်မှမဟုတ်ဘူးဆရာမအဓိကပြောတာဒီ exposure တိုင်းလို့ခေါ်တဲ့ contact တိုင်းဖျားနဲ့ထိတွေ့တဲ့အချိန်ကာလဒီအ ਨੇ ဆုံးအလောက်ရှိရမယ်အော်ပြီးသွားလို့ရှိရင်အဲ့ဒါဒီအ ਨੇ ဆုံးနှစ်နှစ်ပေါ့နော်တိလာသမာတိရှိတဲ့သူတွေအတွက်ဆိုနှစ်နှစ်လောက်လို့လေအဲအကြောင်းဘလောက်ပဲကန်ဆူကန်ဆူကိုဒီယုံကြည်ချက်ရှိရမယ် နှစ်နှစ်အ ਨੇ ဆုံးကိုအချိန်ပေးပြီးတော့ဖခင်ကိစ္စလုပ်ရမယ်ဖခင်နဲ့ထိတွေ့တဲ့အချိန်ရှိရမယ်ယုံကြည်ချက်လည်းရှိရမယ်ပေါ့နော်အဲ့ဒါကပတိပဲစိတ်စိတ်ရွတ်တာဖတ်တာပဲလုပ်လို့ဘာပဲလုပ်လို့ရတယ်ဒါပေမဲ့အဓိကဒီခုနက exposure တိုင်းလို့ခေါ်တဲ့ contact တိုင်းဖခင်နဲ့ထိတွေ့မှုလိုတယ်တချို့အိမ်မှာမလုပ်ချင်ဘူးရတယ်အပြင်ကဖခင်မှာအော်ဒီမျက်စိလဲတာဒါမှမဟုတ်ဖခင်မှာသွားပြီးတော့ဖခင်ပူဇော်တာတခုခုကြိုက်တာလို့ရတယ်အဲ့ဒါဒီလဲ9:45မိနစ်ရှိလဲရတယ် အမ်တချို့ကပြောတယ်ပေါ့အင်ကဖခင်နဲ့အပြင်ကဖခင်အတူတူပဲပါညာတာတကမဟုတ်ဘူးတချို့လူတွေတို့ကကြတော့အပြင်ကစီတီဖခင်တွေကပို့အဆင်ပြေတယ်။ဘာဖြစ်လို့လဲဆိုတော့ဟိုရိုးရိုးလေးပဲစဉ်းစားကြည့်နော်တချို့အင်ကထည့်ပေးလိုက်တဲ့ထမင်းဟင်းဆိုမကြိုက်ဘူး။တငယ်ချင်းဟာမကောင်းလား။အရသာပို့ရှိတယ်။အဲသူများဟာဆိုပို့ကောင်းတယ်ပေါ့။အဲ့လိုပဲကိုယ့်အိမ်မှာရှိနေတဲ့ဖခင်အဆင်တူရုပ်ွားတော့ထက်ဆိုင် တချို့လူတွေအတွက်ကအပြင်ကရှိတဲ့ဖခင်အဆင်တူတွေစီတီတွေကပို့ပြီးအာယုံပြူရလွယ်တာပို့ပြီးတော့သူတို့စိတ်နှလုံးသားပျော်ရွှင်တော့ ။ဘာပဲလုပ်လို့ရတဲ့ကိစ္စမရှိဘူး။အဓိကအရေးကြီးတာဒီဆရာမ main point ကိုပဲပြောမယ်။ဘာဖြစ်လို့လဲဆိုတော့ဗီဒီယိုအရင်အရှိရရင်တချို့ကြည့်ရတာလည်းအဆင်မပြေဘူးပေါ့နော်အာလိုင်းရတာရှိတယ်မရတာရှိတယ်ဒီတော့အဓိကမှတ်ထားဖို့ကကိုဘလောက်ပဲကန်ဆိုးကန်ဆိုးကိုဒီယုံကြည်ချက်နဲ့အောင်မြင်မကြီးပွားချမ်းသာမယ်ဆိုတဲ့ယုံကြည်ချက်ရှိရမယ်ဖျားနဲ့တနေ့ကိုနိုင်ဝက်အနည်းဆုံး45မိနစ်အဲ့ဒီလောက်တော့ဖျားနဲ့ exposure တိုင်း ကွန်တက်တိုက်ထီရမယ်ထီတွေ့ရမယ်ဖျားရှိခိုးရမယ်ဖျားမရှိခိုးခြင်းပတိစိတ်တကူကူလုပ်ပေါ့နော်အဲ့ဒါဒီအ ਨੇ ဆုံးနှစ်နဲ့ရှိရမယ်ဒါကသီလသမာဓိရှိပြီးသားသူတို့ကိုဒီသီလသမာဓိမရှိတဲ့သူဆိုရင်ဒီထက်ကာလအချိန်ကြာနိုင်တယ်ဒါအောင်မှတ်ထားမယ်ငါးနှစ်လည်းဖြစ်ခြင်းဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့တော့ကိုဒီနှစ်နှစ်တို့မဟုတ်ငါးနှစ်လောက်ရင်းပြီးတော့ကိုဘွားကြီးဘွားချမ်းသာမယ်ဆိုရင်လုံနိုင်တယ်မလားလုံပေါ်ဟုတ်တယ်မလားဒီနှစ်ဒါလေးလုံဟိုနောက်နှစ်ဟိုကလုံအဲ့လိုဟိုအသိအစင်မပြေဘူးကိုကတစ်ခုကိုတစ်ခုဟိုဘယ်လိုပြောမလဲတေချာလုံပေါ်ဖို့လိုတယ် ဲ့ဒါကြောင့်မလို့ဟိုအာညောင်7အဋ္ဌာန်တွေဝင်လာတယ်ပါဒီဒါတွေကလည်းဒီလိုဒီတဘောတရားတိုင်းပဲပေါ့နော်အကုန်လုံးဒီသူကဒီတရားစိတ်ဖျားစိတ်ကိန်းလိုက်တဲ့တဘောပေါ့နော်ဖျားစိတ်ဒီတွေသွားတယ်ဆိုလို့ရှိရင်ဖျားရဲ့ဖျားရဲ့ဒီဟိုဟာတွေကိုလွှမ်းခြုံပြီးတော့ကိုကဟိုမေတ္တာခိုလုံလိုက်တဲ့တဘောပဲတူတူပဲအဓိကကတော့ချက်အရေးကြီးတယ်အဲ့ဒီတော့ချက်ကိုဆရာမပြောပြထားတယ်နော်အဲ့တော့ဗီဒီယိုအရင်ရှင်းသွားမှာဆိုလို့အဲ့ဒါလေးကို နားလဲသဘောပေါက်အောင်ဆက်မပြောပြထားပါတယ်အဲအဲ့ဒါဆိုရင်အားလုံးချမ်းသာကြပါစေเนาะ